အားလုံးပဲမင်္ဂလာပါများကောင်းစက်တဲ့ကျွန်တော်ပါပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကိုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ပိုက်ရတော့2026ထိပြည်သူတွေတောက်ခံနိုင်စစ်အုပ်စုကိုနိုင်ပြီးဆိုလာတဲ့ရေဝန်နေအောင်ပြောတာရုပ်သံပြီးတော့ပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာရေဝန်နေအောင်အားရဲကြောင်းနဲ့ပတ်သက်ပြီးပါတယ်ဘလို့ဆက်လက်ပြောဆိုနေတယ်လဲဆိုတော့အားလုံးဝင်ရောက်ကြည့်ကြိုလေးလာတော့တဝေပါပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ကျွန်တော်ပါထိုးပေးကျေးဇူးတင်ရှိပါရခင်ဗျာ တော့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့လက်ရှိကာလကကျွန်တော်တို့အရန် အခက်ခဲတွေရှုပ်ထွေးနေများတယ်။အဲကျွန်တော်တို့ဒီ2025 eBay ကနေစပြီးတော့2026 eBay အထိကိုကျွန်တော်တို့အဲတောက်ခဏဖို့အမှန်တန်ရေးကြည့်တယ်။ကျွန်တော်အနေနဲ့ live မှာပြောခဲ့တယ်လို့ရန်ကုန်ရဲ့မန္တလေးရဲ့နေပြီးတော့ရဲကြံရပြီဆိုတော့မင်း online ရဲ့အကြက်ရေကောက်ပွဲကြီးပြုလုပ်နိုင်တဲ့အခြေအနေကိုကျွန်တော်တို့ hunter ဖို့အတွက်တော်လင်းအင်အားစုတွေ CC ရုပ်ချင်းညို့ရှိဖို့လိုတယ်။အဲကျွန်တော်တို့ဘကိုးအတိုင်းမှာဆိုရင် 50ရာခိုင်နှုန်းကျွန်တော်တို့နေမြေစူးမိုးထားပြီးပြီ MUG MOD ကရောအဲ့တော့ကျွန်တော်တို့50ရာခိုင်နှုန်းတကယ်ကိုစူးမိုးထားပြီးပါပြီတိုးပေမဲ့ MUG MOD ရဲ့နိုင်ငံမပြတ်သားမှုတွေကကျွန်တော်တို့အညာဒေသကိုရက်ခတ်နိုင်တဲ့အခြေအနေမျိုးတွေကျွန်တော်တို့တွေ့မြင်ရတယ်အဲကျွန်တော်ပြောခဲ့သလိုပဲတရုတ်ရဲ့တရုတ်ရဲ့ကစားကွက်တွေကိုကျွန်တော်တို့ဝင်သွားရင်မင်းအောင်လည်းရွေးကောက်ပွဲနိုင်သွားနိုင်တယ်အဓိကကတော့ကျွန်တော်တို့နိုင်ငံရဲ့အရေးအပြောင်းကိုကျွန်တော်တို့အရန်ရေးကြည့်ရဲစောက်ကြည့်ဖို့ရဲအဲကျွန်တော်ပြည်သူလူထုတွေလည်းတကယ်ကို အဲဘယ်လိုပြောမလဲကျွန်တော်ပြည်သူလူထုတွေလည်းတကယ်ကိုဟိုနိုင်ငံရေးမျက်ခြေမပြတ်ဖို့အမှန်တန်ရေးကြီးတယ်နော်ယနေ့ကာလမှာကျွန်တော်တို့ PDF တွေကြားမှာရှိတဲ့တက်ဆိုင်ရာ EO နဲ့မြန်မာရှိတဲ့ PDF တွေ local PDF တွေအများကြီးပါအင်အားစုတွေလည်းအများကြီးပါလက်နက်ခွဲတဲ့နေတယ်အဲဒါချို့ရတွေချလာပြီးပါပြီအညာဒေသတွေလည်းပြင်လာတာရှိပါတယ်အဲကျွန်တော်တို့ကလက်ရှိကာလမှာအလုပ်လုပ်တဲ့လူတွေအတွက်ကိုစောင့်ကြည့်ဖို့အမှန်တန်ရေးကြီးတယ်တကယ်ထိထိရောက်နေမြေပြင်မှာအလုပ်လုပ်နိုင်တဲ့လူတွေကိုနောက်ကျွန်တော်တို့ဒီစုစုစည်းစည်းညီညွတ်နဲ့လုပ်ဖို့ရေးကြီးတယ်အဲနိုင်ငံရေးမပြတ်သားမှုတွေ အဲဟိုဒီဆောနာပြောသလိုပေါ့ကျွန်တော်တို့ဒီ UNG MOD ရဲ့အမားတွေကတော့အများကြီးပဲဒါတွေကိုကျွန်တော်တို့ဂယုဆိုင်နေလို့တော့မရဘူးဟယ်လိုဝိုးเออโอเคครับเออเมเมเลกเวเลกเวปิดตะล่ะเลกเวปิดตะล่ะโลเลเลกเวเลกเวนั่นน่ะที่เลกเวปิดตะล่ะอะลูกเลกเวน่ะเลกเวสรอกไอ้ซี้ดิกว่าเลบอมมาก็กวยตาดิกว่า လေပုံမှာကွဲအောင်ပြရမှာလေ3စကန့်မဟုတ်ဒီကောင်6စကန့်6စကန့်ပုံမှာမြင်ချိန်ပြီးတေချာပြရမှာဝေးဝေးပြရမှာမပြဖူးစင်မယူနဲ့အန်တရာများတယ်အဲ့ဆိုမင်းရိုးသီးဘက်ကပေးထားလိုက်မယ်လေးလုံးလောက်ပေးရမှာကောင်းနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုအာမီရရ10လောက်ဆိုရရမလား10လောက်ဆိုရရမလားငါတိုက်မှုလည်းပေးရမှာမလို့ရရရရရโอเคโอเคငါအဲ့မှာပါကင်တထုတ်ပေးထားလိုက်မယ်နော်ကောင်းနော်ကုညီပါအင်းအင်းအီယောက်မှာလောက်တဲ့လူတွေကအီယောက်မှာပဲထားလိုက်အဲ့တော့လက်ရှိကျွန်တော်တို့ပြောချင်တာတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီတော်လရေးကအောင်မယ်ဒါပေမဲ့ပြည်သူတွေကလည်း အဲမညံ့မှုအရင်ကြီးကြီးတယ်ယနေ့ကာလလူလူတော်လည်းကျွန်တော်တို့ပကပါတွေမကြိုက်ဘူးပလာပါတွေမကြိုက်ဘူးအုပ်ချုပ်ရေးရန်တဲ့အဲ့တော့ကျွန်တော်တို့ပြောချင်တာကလူလူရဲ့တော်လိုင်းရင်းဖြစ်တဲ့အတွက်လူလူကတောင်းဆိုမှကျွန်တော်တို့တော်လိုင်းရင်းသမားတွေကလုပ်လို့ရမယ်အခု TLN နဲ့ကချင်နဲ့ဖြစ်တဲ့ကြားမှာကချင်ပြည်သူလူလူကတောင်းဆိုမှသာလဲအဲ KIA ဘက်ကလုပ်ပြီးလို့ရမယ်အဲဗမာအင်အားစုချင်းချင်းကြားမှာလဲပကပါပလာဖောက်မကြိုက်ဘူးဘယ်သူမှမကြိုက်ဘူးဗျာဘယ်အင်အားစုမကြိုက်ဘူးဘယ်မျိုးနယ်မကြိုက်ဘူးဘယ်ခရိုင်မကြိုက်ဘူးဗျာအဲ့ဒါဆိုရင်ကျွန်တော်တို့ပြည်သူလူလူကတောင်းဆိုမှသာလဲတော်လိုင်းအင်အားစုတွေကဝိုင်းရံပေးလို့ရမှာတော်လိုင်းရင်းအင်အားစုတွေကသွားပြီးတော့မှတောင်းဆိုလို့မရဘူးဘာလို့လဲဆိုတော့အချင်းချင်းကြားမှာရှိတဲ့မိဘပြဿနာကတော်တော်အရေးကြီးတယ် ဒီ Facebook အကောင့်ပြန်ပြောင်းဖုန်းကစကားပြောဖုန်းစကားပြောတယ်ဖြစ်မှာမဟုတ်ဘူးအဲ့ဒါတော့ဒီလိုတော့ဟေးညနေဟိုကောင်လေးပဲလောက်ခါတယ်အဲ့တော့ကျွန်တော်ပြောချင်တာတစ်ခုကတော့ကျွန်တော်တို့ပြည်သူလူထုကလည်းပွားပွားနက်နက်ရှိဖို့အရင်ကြီးကြီးတယ်ယနေ့ကာလကမိသူတူတူတယောက်ရဲ့အစုအဖွဲ့ရဲ့တော်လှန်ရေးဖြစ်ဖို့တိုင်းသားပြည်သူတရက်လုံးရဲ့ပြည်သူတော်လှန်ရေးဖြစ်တယ်အဲတိုင်းသားတွေတဲမှာလည်းကျွန်တော်ဒီ KNU ဘက်မှာလည်းလူကြီးတွေကနေပြီးတော့ဒီတကိုးတွေကလင်ကချစ်တွေကိုတွဲခေါ်နေတဲ့အတွက်အချင်းချင်းကြားမှာလည်းဒါပြောစမှတ်ရှိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းသိတယ်တော့ပြင်မဲ့ကျွန်တော်တို့ဒီအဲ KNU လူငယ်တွေနဲ့ KNU လူကြီးတွေကြားမှာလည်း နိုင်ငံရေးအရသဘောတူညီမှုတွေလည်းအဲဆောင်ရွက်နေတာလည်းရှိတယ်။တိုးပေမဲ့လူငယ်တွေရဲ့စိတ်ကတော့ထပ်မြက်တဲ့စိတ်လူကြီးတွေရဲ့အတွေးခေါ်ကမျှော်မြင်တအားကြီးမှပြီးတော့ဟိုအပေါတိုင်မှုမရှိဘဲနဲ့ကိုယ့်ချင်းချင်းကြမှာမိဘပฏิပက္ခကင်းဝေးအောင်လုပ်တဲ့သဘောနဲ့အားမလို့အားမရတွေတော့ရှိတာပေါ့ဗျာ။အဲဒီပေါ်မှာကျွန်တော်တို့ပြည်သူလူထုကလည်းပါနှပ်ဖို့လူချမ်းကြီးကြီးတယ်။တရုတ်ရဲ့စိုးမိုးချဲ့လဲမှုကြောင့်နောက်တရုတ်ရဲ့အဲဒီဆရာပြောဆိုပေါ့တရုတ်ရဲ့ဟိုစိုးမိုးချဲ့လဲမှုတွေကနေတစ်ဆင့်အခုဆိုရင်ကျွန်တော်တို့ဒီဆမ်းမြောက်ခွင်လုံးမှာအတိုင်းသားချင်းချင်းကြမှာမိဘပฏิပက္ခတွေကြီးထွားလာတယ် အဲ့လိုပဲတရုတ်ကနေပြီးတော့ဒီတောင်ပိုင်းကျွန်တော်တို့ဒီကင်းပြည်နယ်ကိုချဲ့လဲကျွန်တော်အချားဖြန့်လုပ်ငန်းကြီးကိုထောင်ထားပြီးတော့ကျွန်တော်ကရင်ချင်းချင်းညမှာသွေးကွဲအောင်စီးအောင်ညီမှုမရှိအောင်ကိုဖြိုခွဲဖို့အတွက်သူစူးစမ်းတယ်နိုင်ငံရေးလက်ဝဲကြီးလက်အုပ်ချင်တယ်ဒါပေမဲ့မရပါဘူးမရပါဘူးအဲ့တော့ယနေ့ကာလမှာလူတိုင်းကိုကံကြမ္မာကိုဖန်တီးနေတဲ့အချိန်မှာကျွန်တော်တို့အားလုံးကစီးအောင်ဖို့အဲ့တော့ကျွန်တော်တို့ပြောချင်တာကတော့ဒီ2025ကဧပြီလကနေစပြီးတော့2026ဧပြီလကိုကျွန်တော်တို့ပြည်သူလူထုတရက်လုံးကလည်းတော်လိုင်းအင်အားစုတွေပေါ်မှာဝိုင်းရံပေးကြပါကူညီပေးကြပါနော်တကယ်အလုံးလုံးတဲ့အဖွဲ့အစည်းတွေကိုမသိရင်ကျွန်တော်တို့ဒါရိုက်လက်မေးနိုင်ပါနဲ့ အဲကျွန်တော်ကိုယ်တိုင်ကနေတိုက်ရိုက်မိတ်ဆက်ပေးပါမယ်တချို့ line ပေါ်မှာအလူခံနေတဲ့ပုံကိုယ်တွေကိုမျက်တာရက်ခံကျင်တာကခမားတို့တွေအရင်တော့ကနော်တယောက်ဖင်တယောက်ရက်ကြပြီးတော့မမကြီးခေါ်လိုက်ညီမလေးခေါ်လိုက်အကိုကြီးခေါ်လိုက်ညီလေးခေါ်လိုက်နဲ့အခုစောက်ပြဒနာတက်ပါတော့မှလှူတဲ့လူတွေပါအကုသို့များအောင်ခမားတို့မလုပ်ကြပါနဲ့ကျွန်တော်မဆဲချင်လို့ကြည်နေတာနော်တချို့ကတွေကကျွန်တော်ခမားတို့လောက်ွက်တွေအကုန်လုံးသိတယ်ပြည်သူလူထုကိုအဲတော်လိုင်းနိုင်ငံရေးဝေဝါအောင်ခမားတို့မလုပ်နဲ့ခမားတို့ foundation တွေကိုယ်တိုင်ကိုကအချင်းချင်းကြားမှာစောက်ပြဒနာတက်ပြီးတော့မြေပြင်မှာလက်ဝက်ကြီးအုပ်ချင်ပြီးတော့ဟိုအဖွဲ့စီကငါအဖွဲ့စီဒီအဖွဲ့စီကငါလူဆိုပြီးတော့ခမားတို့လုပ်နေတဲ့ကိစ္စတွေရက်တန်းရက်တော့ ကျွန်တော်နာမည်တက်ပြီးဆဲရင်စောက်ရှက်တွေကွဲပုံမှာကြောက်လို့ကျွန်တော်ဘာမှမပြောတော့ဘူးတခိုးတွေဘက်ကညင်တော့ခင်ဗျားတို့ဆက်ပြီးတော့ဇောင်းကြွားနေနော်ကျွန်တော်လည်းတက်တွဲတဲ့ကိစ္စတွေလည်းရတန်ရခင်ဗျားတို့လှူလာတာကျွန်တော်ကြီးမှာတရားတစ်ချက်မှမရှိဘူးခင်ဗျားတို့ကူညီထောက်ပံ့တာသူများရှိရလှူရတာကိုကျွန်တော်ကိုကိုနိုင်အောင်ပါလိုလဲဆိုပြီးတော့လပေးတာပဲရှိတယ်ခင်ဗျားတို့ပေးတဲ့ပတ်စံတသိန်းနှစ်သိန်းကလည်းကျွန်တော်တခြားရဲဘော်တွေပြန်ပေးတာပဲရှိတယ်ကျွန်တော်ဘာမှအဲကိုချိုးတက်သုံးလာတာမရှိဘူးနော်ကျွန်တော်ဟို foundation လုပ်တော့မှဆိုရှင်လေဘာအသားမှမတွက်ဘူးရဲဘော်တွေလည်းအကုန်လုံးစိတ်ချမ်းသာတယ်နော်နော်ခဲရန်နေ ပြီးခဲ့တဲ့နှစ်ကဆိုကျွန်တော်ဝယ်ခဲ့တဲ့လက်ပြုံပုံအလုံး80ကျော်တယ်အဲကျွန်တော်အခု30ကျော်ပဲကျန်တော့တယ်တကယ်အလုံးလုံးတဲ့အဖွဲ့ကိုကျွန်တော်တကယ်ပေးတယ်ကြီးလို့ရင်ကြီးပေးတယ်လက်ပြုံပုံလို့လက်ပြုံပုံပေးတယ်အဲ့တော့တချို့ကလက်နဲ့လို့လို့လက်နဲ့မရှိလို့လို့ပြောကြတယ်လက်နဲ့တော့ဘာမှမပူနဲ့ EO တွေအားလုံးကစောက်ကြည့်နေတယ်အညာတော့ကိုရန်ကုန်တော့ကောပဲခူးတော့ကောကျွန်တော်တို့တွေကတကယ်အလုံးမလုံးသေးတဲ့ဘာမှမလို့ဘသူ့မှာဘာမှအကူအညီမတောင်းနေတာတကယ်အလုံးလုံးတဲ့လူတွေရှိတယ်ခင်ဗျားတို့အညာမှာဖြစ်ပြနေတဲ့အဟာတွေ ော်အဲ့တော့ line ရလည်းတိတ်ကောင်းချက်မကောင်းချက်ဆိုတော့အားနာတယ်အဲ့တော့ပြောချင်တာရှင်းရှင်းလေးပဲခင်ဗျားတို့ foundation တွေနံပါတ်တက်ပြီးပြောရင်ဆောက်ချက်ကွဲမယ်ခင်ဗျားတို့တွေအဝေးကနေပြီးတော့မြေပြင်ရဲ့အခြေအနေကိုလည်းမသိဘဲနဲ့စစ်လူစစ်ပေးပြီးတော့ပွဲသားလူလူဝဲသားလူလူလောက်ကြတယ်တော်လိုင်းကြီးမိခင်ကြီးဖခင်ကြီးနေအနေနဲ့လည်းမြေတားရက်ခံတယ်စီယုံညညညတိဆောက်တဲ့နေရာမှာဘယ်ဟာကအခရာကြလဲဆိုတာအမတန်ရေးကြီးတဲ့အချိန်ရောက်ပြီးဖြစ်လို့ခင်ဗျားတို့ကိုယ့်အခြေအနေမှာစမှန်ခုတ်တဲ့ကိစ္စညွှန်ရောမှုရောမလို့ခီးနေနေသွားတယ်တိုင်ပတ်လားဆောင်းနေရောအပူဆိုးတာမိုးနေနဲ့ဆောင်းနေအဆူဆုံးအဲ့တော့ ကျွန်တော်တို့ပြောချင်တာကခဏတကယ်အလုပ်လုပ်တဲ့အဖွဲ့အစည်းအများကြီးပါသတင်းကိုလက်ဦးမှုယူပြီးတော့ကိုကပဲစစ်တိုက်တယ်ကိုကပဲအလုပ်လုပ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့တိုင်းပြည်ကိုကိုတယောက်တည်းကယ်တင်လို့ရတော့တဲ့အခြေပေါ်ဘူးမင်းအောင်လိုင်ကတယောက်တည်းကယ်တင်လို့ရတယ်သူ့မှာအာဏာလည်းရှိတယ်ပါဝါလည်းရှိတယ်လက်နက်လည်းရှိတယ်ငွေလည်းရှိတယ်လုပ်ပိုင်권လည်းရှိတယ်တန်တမန်အရလည်းသူ့မှာနော်အဲ့တော့ကျွန်တော်တို့ဒီအေဘယ်ပထမအပတ်ကနေစပြီးတော့နောက်2026အေဘယ်ပထမအပတ်ထိတောက်ခံနိုင်ရင်မင်းအောင်လိုင်တကယ်ကြာဆုံးပြီမင်းအောင်လိုင်တကယ်ကြာဆုံးပြီ เนาะအဲ့တော့အားလုံးပဲပြည်သူတွေအားတင်းတာပါကျွန်တော်တို့ကတန်တမန်နီလန်းရဆေးအုပ်စုကအလေးသာတယ်ဆိုရင်ကိုစွမ်းမပြောတယ်ခွက်ခေါက်တွေပေါ့ဗျာတခိုးတွေပေါ့ကလင်ချစ်တွေတန်တမန်နီလန်းရမဆောင်ရွက်နိုင်ဘူးဆိုပြီးဆောင်ရွက်နိုင်အောင်ကျွန်တော်တို့ကအကြံဉာဏ်ပေးရမယ်အဲ့တော့ကျွန်တော်တို့အားလုံးကျေးဇူးတင်တယ်ဒီကျွန်တော်တို့လေးလာပိုင်းပေါ့နော်လေးလာပိုင်းအေဘယ်မှာတော့ထူးခြားပြဿနာတွေနေရာဒေသအသီးသီးမှာဖြစ်ပေါ်လာမယ့်အခြေအနေမျိုးတွေရှိတယ်ဒါပေမဲ့တော်လိုင်းကြီးကအလုံးစုံအောင်မှာမဟုတ်ဘူးအဲ့ဒါလေးတော့သိလာဖို့လိုတယ်เนาะเอ่อကျွန်တော်တို့ဒီချိန်မှာလက်မှတ်ထိုးခဲ့ရတဲ့အနေနဲ့ဒါတော့ အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် line မကောင်းတဲ့အတွက်ပြောရတာလည်း feel ငုံတယ်တိုင်းရင်းသားတွေကိုကျွန်မကိုဖန်တီးတဲ့အချိန်မှာပမာတွေ